မင်္ဂလာပါရှင် Healthy Lifestyle မှာပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ကတော့လိတ်ကောင်းယောဂရှိတဲ့သူတွေပေါ့နော်။ဘယ်လိုမျိုးနေထိုင်စာတောက်လို့ရမလဲ။အိမ်တွင်းသဘာဝစိတ်နည်းနဲ့လိတ်ကောင်းကိုဘယ်လိုပြောင်းလုပ်လို့ရမလဲဆိုတာပြပြပြမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ပြောရမယ်ဆိုလို့ရှင်တော့လိတ်ကောင်းယောဂကကြားမမရွေးအသက်အရွယ်မရွေးအားလုံးမှာဖြစ်တတ်တဲ့ယောဂတစ်မျိုးဖြစ်ပါတယ်။နောက်ပြီးသွားလို့ရှင်အကြောင်းမျိုးမျိုးကြောင့်လည်းဖြစ်ပေါ်နိုင်တယ်ပေါ့နော်။ကိုကလိတ်ကောင်းဖြစ်ပြီဆိုလို့ရှင်မမှန်ကန်လေးနဲ့ကုသဖို့လည်းလိုအပ်ပါတယ်။ ပထမဆုံးအနေနဲ့အဲဒီဘုဟုတ္တရာဆရာပြောရမယ်ဆိုလို့ရှိရင်လေကောင်းဆိုတာဘာလဲပေါ့လေကောင်းကစအိုအတွင်းမှာရှိတဲ့သွေးကြောတွေဖောင်းထွက်နေတဲ့အတွက်ကြောင့်မလို့ဖြစ်ပေါ်လာတဲ့ယောဂတမျိုးဖြစ်တယ်ပေါ့နော်ကျန်းမာရေးပြဿနာတမျိုးဖြစ်ပါတယ်တွေ့ရတဲ့လက္ခဏာကတော့အမျိုးမျိုးရှိရဲ့ပေါ့အဲစအိုကမှအဖြစ်အများဆုံးကတော့နာကျင်မှုပါပဲဝမ်းထဲမှာတော့သွေးပါတာတွေအဲနောက်တစ်ခုကအနီရောင် တောက်တောက်ပေါ့နော် သွေးတွေပါတာတွေဒါမှမဟုတ်လို့ရှိရင်ပြူးထွက်နေတဲ့ စအိုကနေပြီးတော့အဖုအပိတ်နေအကျိတ်အခဲတွေကိုခံစားရမှာပဲဖြစ်ပါတယ်။လေကောင်းယောဂဖြစ်ရတဲ့အကြောင်းရင်းနေလို့ပြောရမယ်ဆိုလို့ရှိရင်တော့လေကောင်းယောဂကဝမ်းချုပ်တာလိုမျိုးအဲအရန်ဝမ်းချုပ်တဲ့အချိန်မျိုးမှာဖြစ်တယ်။နောက်ပြီးသွားလို့ရှိရင်ဝမ်းသွားတိုင်း၂ရက်ချာ၃ရက်တခါမှတစ်ချိန်ပေါ့နော်။သွားတဲ့လူမျိုးနောက်ပြီးသွားလို့ရှိရင်အိမ်နာထဲမှာအနည်းဆုံး나이ခွက်လောက်မှထိုင်ပြီးတော့မှ သွားတက်တဲ့လူမျိုးပေါ့နော်အဲနောက်ပြီးသွားလို့ရှိရင်လေကောင်းယောဂါဆအိုကနေပြီးတော့အဲတဖြည်းဖြည်းအဲကျုံကျုံသွားပြီးတော့အရွယ်အစားကြီးထွားလာတတ်တယ်အဲဒါကြောင့်မလို့ဒီဝမ်းချုပ်တာကြီးမခံဖို့အတွက်အကြံပြုချင်ပါတယ်နောက်ပြီးတော့အဲဒီပေါ့နော်ဝမ်းသွားတဲ့အချိန်မှာကိုကတတိမပြုမိဘဲနဲ့အဲဆအိုကတင်းမာလာတဲ့အချိန်မျိုးမှာလည်းလေကောင်းကိုတဖြည်းဖြည်းကြီးထွားလာမှာပဲဖြစ်ပါတယ်ကိုဝင်ဆောင်အမျိုးသမီးတွေလည်းလေကောင်းပို့ဖြစ်တယ်ပေါ့နော်တခြားသူတွေထက်လေကောင်းပို့ဖြစ်ပါတယ်ကိုဝင်ဆောင်တာနဲ့အများကျမတို့တွေရဲ့ဟော်မုန်းတွေကပြောင်းလဲလာတယ် ်နောက်ပြီးသွားလို့ရှိရင်သွေးလည်ပတ်မှုစနစ်ကလည်းပြောင်းလဲလာတယ်အဲ့ဒါကြောင့်မလို့ဒီပေါ့နော်စအိုနေရာမှာလိတ်ကောင်းဖြစ်စေတယ်ပေါ့နော်သွေးတွေကိုပုံမှုရောစီစဉ်စေတယ်အဲ့ဒါကြောင့်မလို့လိတ်ကောင်းယောဂါကကိုယ်ဝန်ဆောင်တဲ့တွေနဲ့ကလေးမွေးဖွားပြီးတော့အာ ီပေါ့နော်နုနေတဲ့အဲအချိန်မှာအဖြစ်များတယ်အဲ့ဒါကြောင့်မလို့ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကလိတ်ကောင်းမဖြစ်စေဖို့အတွက်နှလုံးစီကိုသွေးပြန်စီစဉ်မှုကောင်းမွန်စေဖို့အတွက်ဘဲဘဲဆောင်းအိပ်ဖို့လိုပါတယ်နောက်တစ်ခုကလိတ်ကောင်းယောဂါကိုကိုကဒါလိတ်ကောင်းယောဂါပါလို့ဘယ်လိုမျိုးအတည်ပြုမလဲဆိုလို့ရှိရင်တော့ဆရာဝန်ကကိုယ့်ရဲ့စအိုဝါကိုတည်တည်ချာစမ်းသပ်လိုက်မယ်ပေါ့နော်နောက်ပြီးသွားလို့ရှိရင်သူကလက်အိတ်တို့ချောစီတို့နဲ့တည်တည်ချာစမ်းသပ်လိုက်မယ်နောက်ပြီးသွားလို့ရှိရင်စအိုအတွင်းမှာလည်းအဖူးအပိတ်နေရှိမရှိကိုစမ်းသပ်ပါလိုက်မယ်ဆိုတော့တချို့လူန နာတွေကကိုကလေကောင်ဖြစ်နေရတော့တည်တယ်ဒါမဲ့ဆရာဝန်နဲ့ပြဖို့ရှက်တတ်ကြရယ်ပေါ့နော် အဲ့လိုမျိုးဖြစ်တဲ့အခါကြလို့ရှိရင်လေကောင်းယောဂါကိုဘယ်လိုကုသလို့ရလဲဆိုတော့လေကောင်းယောဂါကိုကုသဖို့အတွက်ကတော့လူနာတစ်ယောက်နဲ့တစ်ယောက်ကအာကုသပုံမူတာနေတော့တူမှာမဟုတ်ဘူးအဲဆရာဝန်တွေကတစ်နေ့ကိုရေ2လီတာနေပြီးတော့3လီတာလောက်တောက်ပြီးတော့အမြင်တက်ကြွယ်ွားတဲ့အစားအစာတွေကိုစားဖို့အကြံပြုပါလိမ့်မယ်ဒါပေမဲ့ကိုကကိုရဲ့အမှုအကျင့်တို့အနေထိုင်တို့ကိုတတိမထားဘူးဆိုလို့ရှိရင်တော့အာဒီလေကောင်းယောဂါကတော့ဆက်ဖြစ်နေမှာပဲပေါ့နော်ဆိုတော့ယောဂါရင့်လာပြီဆိုလို့ရှိရင်တော့လေကောင်းကိုတရေခွင်းထိုးတာတို့လေကောင်းကိုကုသဖို့အတွက် ေးစားနဲ့တုံးတာတို့ပေါ့နော်ပြီးရင်လိတ်ကောင်းကိုကျုံမှုအတွက်အဲလှုပ်တဲ့ စိနီတွေနဲ့လှုပ်လိမ့်မယ်။ဒါပေမဲ့ယောဂနုတဲ့သူတွေဆိုလို့ရှိရင်တော့လေကောင်းကိုဒီအိမ်လွင်စိနီလေးနဲ့ပဲကုသလို့ရပါတယ်။ဆိုတော့ဘယ်စိနီနဲ့ကုသမလဲဆိုတာကိုကျွန်မပြောပြပြီးမယ်ပေါ့နော်။အဲ့ဒါကတော့အာဒီလေကောင်းယောဂကိုကုသခြင်းနဲ့ဆိုလို့ရှိရင်လေကောင်းယောဂနုနေတဲ့သူတွေကမုံလာဥဖြူတလုံးကိုတန့်စင်အောင်ဆေးကြောပါ။ပြီးရင်ထိပ်ဖြားကိုလှီထိုးအတုံးတေးသေးလေးလီပြီးရင်အရေရအောင်ဘလန်ဒါနဲ့ကြိတ်ပေါ့နော်။ပြီးရင်အဲ့ဘလန်ဒါတွေကထွက်လာတဲ့ဟာကိုအဖက်တွေပါတယ်ဆိုလို့ရှိရင်အရေရအောင်ပဲပိတ်စာလေးဒါမှမဟုတ်လို့ရှိရင်ရေစ စတဲ့ထည့်ပြီးတော့အရေကိုပဲညှိယူလာ။နောက်ပြီးရင်မုံလာဥဖြူအရေကိုထမင်းစာစုံတစုံနဲ့ကြားရည်တစုံရောပြီးတော့ညအိယာမဝင်ခင်မှာတောက်ပါ။လေကောင်းစားဖြစ်တဲ့သူဆိုလို့ရှိရင်တော့ဒီနည်းအတိုင်းပဲတောက်မယ်ဆိုလို့ရှိရင်၃ချိန်၄ချိန်လောက်တောက်တာနဲ့ပေါ့နော်။လေကောင်းယောဂါကတဖြည်းဖြည်းနဲ့ပျောက်သွားမှာပဲဖြစ်ပါတယ်။အဲနည်းနည်းရင့်နေတဲ့သူဆိုလို့ရှိရင်တော့တနေ့ကိုတစ်ချိန်နေ့တိုင်း15ရက်ရက်20လောက်အဆက်မပြတ်တောက်ပေးပါသူ့ရဲ့ဒီပေါ်တော့ဒီဟာကိုဒီမုံလာဥ ပိုတောက်လိုက်ခြင်းအပြင်ဘယ်လိုမျိုးကုန်သတ်တည်ရရမလဲဆိုလို့ရှိရင်ဝမ်းသွားရင်သွေးပါပါလိမ့်မယ်လေကောင်းယောဂါကိုပျောက်ကင်းစေပါမယ်အဲသူကထိရောက်တယ်ပေါ့နော်လက်တွေလည်းစမ်းကြည့်လို့ရတယ်ဆိုတော့လေကောင်းယောဂါဖြစ်နေတဲ့သူတွေဒီဗီဒီယိုမှာကျွန်မပြောထားတဲ့အတိုင်းပဲအဲအရင်ကြီး ယောဂါကမရင့်သေးဘူးပေါ့နော်နုနေသေးရဆိုလို့ရှိရင်တော့မုံလာဥဖြူလေးတစ်လုံးနဲ့ပဲကိုကနေ့စဉ်ရက်ဆက်တောက်ပေးမယ်ဆိုလို့ရှိရင်လေကောင်ယောဂါပြောက်ကင်းပြီးရောဆရာဝန်ကိုသွားတွေ့လို့လေသွားတွေ့ကြရလဲမလို့ပေါ့နော်ချက်ဆရာလည်းမလို့တော့ပဲနဲ့ကိုဘာသာကိုယောဂါပြောက်အောင်လုပ်လို့ရပါတယ်ဒါပေမဲ့ယောဂါရင့်နေတဲ့သူတွေဆိုလို့ရှိရင်တော့ဆရာဝန်ကိုသွားပြပေါ့နော်ဆရာဝန်လည်းပြဆရာဝန်ပေးရဆေးကိုလည်းတောက်ဒါပေမဲ့ဒီလိုမျိုးအာ ဆေးပေါ့နော်တဘာဝဆေးနီးလေးလဲတောက်ကြည့်အဲ့ဒါဆိုလို့ရှိရင်ယောဂပို့ပြီးတော့ကြောက်ကင်းมาပဲဖြစ်ပါတယ်ရှင်အာအလုံးမဲ့လေကောင်းယောဂဖြစ်နေတဲ့သူတွေရှိရဲဆိုလို့ရှိရင်ဒီနီးတိုင်းကုသပေးလို့ရပါတယ်ဒါမှမဟုတ်ပဲနဲ့ကိုယ်ပတ်ဝန်းကျင်မှာရှိနေတဲ့သူတွေဆိုလို့ရှိရင်လည်းဒီနီးလေးကို share ပေးလိုက်ပေါ့နော်အဲအကုန်လုံးအတွက်အသုံးဝင်မယ်လို့လည်းမျှော်လင့်ပါတယ်ရှင်အားလုံးကိုကျေးဇူးများရည်တင်ပါတယ်